ားလုံးပဲမင်္ဂလာပါရှင်အော်ပရာဒရမာချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဆွေမင်းတနုဖြူရဲ့ကျွန်ုပ်နဲ့တပည့်ဖြစ်သွားသောဆရာဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ယခုလိုရာသီမျိုးကစပားရိတ်သိမ်းပြီးချိန်ဖြစ်လို့လဲကြွက်များကကျွင်းကြံခဲ့တဲ့စပားစီများကိုဝဝလင်းလင်းစားပြီးစူဖြိုးနေချိန်ပဲဖြစ်ပါတယ်ဇက်တို့ရေကျွတ်လိုက်မယ်ဗျာမင်းကွာငါလိုနိုင်ငံကျော်မိုးဆိုးကြီးတရားကိုကျွတ်လိုက်ဖန်းခိုင်းရအောင်တိတ်ခါမချပါနဲ့တိတ်ခါရောရှိသေးရပေါ့လေ ဇက်တော့ကြက်ကမြို့မှာဈေးကောင်းရတယ်ဗျကြက်တွေကိုအရေးခွန်ဆုပ်ပြီးတော့နေလန်းကြက်တိုင်ပြီးမြို့ပေါ်တက်ရောက်လို့ရတယ်ဗျငိမ့်နေတော့မသိမြင်ကဟုတ်တယ်တော့ကြွက်ကြက်တိုက်တွေကဈေးကောင်းရတယ်ရှင်တော်ဝင်လာလေသားကောင်ကမရတချက်ရတချက်ကျိမ့်တည်တာပဲလုပါတော့မသိမြင်ကကျွန်ုပ်ကိုစော်ကားပြန်တယ်တသက်လုံးတော်လိုက်ပြီးရှာဖွေကျွေးမွေးခဲ့ရတာအသက်နဲ့ရင်းခဲ့ရတာတွေဒင်းမသိရတလားကဲဆက်တော့ပြောနေရကြတယ်ဒီနေ့မနေ့ပဲလုပ်ငန်းစကြစို့ ကဲစကွာဒီနေ့ပဲစတော့ကျွန်တော်လည်းနေရာမှာချိတ်ဆွဲထားတဲ့တနက်ကိုလှမ်းဆွဲလိုက်တယ်။စတော့ဒါအမဲပြထွက်ရမှာမဟုတ်ဘူးလေ။တနက်စားပေါက်တူးကန်ရမှာ။ဟေးကျွန်တော်မှဘိုက်ကလေးနဲ့အတူပေါက်တူးကိုစီထန်းကလဲကွက်များစီကိုထွက်လာခဲ့တယ်။ဘိုက်ကလေးချွတ်ဘယ်နေရာမှာရှိရဆိုတာဘယ်လိုသိနိုင်မလဲ။ဆရာတွတ်ကလည်းမုံဆိုးလုံးနေပြီဒါတော့မသိဘူးလား။ချွတ်တွင်းပေါက်ကိုရှာရမယ်လေ။ဘိုက်ကလေးပြောသလိုချွတ်တွင်းပေါက်ကလေးများကိုရှာတယ်။တွင်းပေါက်ကလေးတစ်ခုတွေ့ရတဲ့ဘိုက်ကလေးက ။ကဲဆရာတော့ဒီတွင်းပေါက်ကိုပေါက်တွူးနေတူ။ချီစံတပည့်ဖြစ်သူကဆရာကိုခိုင်းနေတယ်။ဘိုက်ကလေးပြာမင်းကဆရာလားငါကဆရာလား။ဆရာကဆရာပါဗျာ။အမတ်ယူတာမဟုတ်ဘူး။ဆရာဆိုတာလေးစားသမှုရှိရတယ်ကွာ။ဒီအလုပ်ကတပည့်လုပ်ရမှာ။ရော့မင်းတူ။ကဲဒါဆိုထွက်လာတဲ့ကြက်ကိုဆရာတို့ကဒီလေးကနဲ့ထိအောင်ပြက်နိုင်လား။ဒါဆိုဆရာကိုဘာဖြစ်လို့ပေါက်တူးတူးခိုင်းတာလဲ။အော်အရေးထဲမှာနှစ်ယောက်တည်းရှိရအမှတ်ယူနေပြန်ပြီ။ဘိုက်ကလေး တနက်တောင်ပြက်လာတာလေးခွာလောက်တော့အပြော့ပဲပေါ့ပေးစမ်းလေးခွာဘိုက်ကလေးကဆူဆူအောင်အောင်ဖြစ်ပေါက်တူးကိုယူပါတယ်လေးခွာလည်းမပြက်တက်ဖ ೇನೆ အဲဒီနောက်ကြွတွင်းကိုပေါက်တူးနဲ့ပေါက်ပြီးကြွလန်းချောင်းကိုရှာတယ်15ကြက်လောက်ပေါက်ပြီးတဲ့အခါကျွိကျွိဆိုတော့အတန်းနဲ့အတူကြွ9កောင်ထွက်လာတယ်ဆက်တူရင်ပြက်ပြက်ကျွန်တော်လည်းလေးခွာနဲ့ရှိတ်ဆုံးမှဆူဆူဖြူဖြူအကောင်ကြီးကိုပြစ်ချလိုက်တယ်ဟိုက်လွဲပါဟပြစ်ပါဗျကြွများကရိုးပြက်များချားကိုပြေးဝင်ပြီးပြောက်ွယ်သွားကြတယ်တော်ပြီဆရာတို့ရဲ့ပေါက်တူးပဲပေါက်တော့ ဘိုက်ကလေးတပည့်လုတ်တဲ့အလုပ်ဆရာမလုပ်ဘူးကွာထိုက်မဲ့ကွာဒါဆိုရင်လည်းထိုင်နေကျွန်တော်စိတ်ပေါက်ပေါက်နဲ့ရိတ်ကောင်းတနေရာမှာထိုင်ကြည့်နေတယ်ဘိုက်ကလေးကပေါက်တူးနဲ့ကြွတွင်းကိုပေါက်လိုက်လှုပ်ဆန်းထွက်ပြေးသွားတဲ့ကြွတွေကိုလေးခွနဲ့ပြက်ပေါက်တူးနဲ့ပေါက်ဆက်ရတဲ့ဘာမှလည်းအာမကိုရဘူးကျွန်တော်လည်းစောင်းလေတဖြူဖြူနဲ့တစ်ပင်ရိတ်အောင်မှအိပ်ပြောသွားခဲ့ပါတော့တယ်တရင်နှုတ်တဲ့ကဘိုက်ကလေးကကြွအကောင်40ခန်းကိုကျိုးနဲ့တီးပြီးနေပြီကဲဆရာတို့ရင်အေးဝပြီမဟုတ်လားဒီမှာကြွအများကြီးရပြီပြန်မယ် ကျွန်တော်လည်းပေါတူးလေးတန်းကမသိတလို့နဲ့နောက်မှတချင်းလေးညီးကလိုက်ပါလာခဲ့ပါတော့တယ်။အိမ်ရောက်တဲ့အခါမသိမြင်ကကြွက်တွေကိုရှင်ခွဲပြီးတော့နေလန်းတယ်။ကျွန်တော်ကရင်းနှွေးချမ်းတအိုးနဲ့ဟန်ကြနေပါတယ်။နောက်နေ့မနက်စောစောဘိုက်ကလေးကကြွက်ဖမ်းရန်ပေါတူးထန်းကအထွန်းမသိမြင်ကလည်းပေါတူးထန်းကဘိုက်ကလေးနောက်ကိုလိုက်တယ်။ဟေးငါ့မခေါ်ဘူးလား။မသိမြင်ကလှည့်ကြည့်ပြီးရှင်အတုံးမကြမှန်းဘိုက်ကလေးပြောလို့တီးပြီးပြီးရှင့်ကိုမခေါ်တော့ဘူး။ကောင်းလိုက်တဲ့ဆရာဆိုတာဆရာလိုနေရတယ်ကွာ။ ရှင်ကအိမ်မှာနေရတဲ့ထမင်းချက်ဟင်းချက်အဝိရောရေအိုးတွေကိုရှိဖြစ်ကြွက်တွေနေဘူးတဲကိုထုတ်လန်းပြီးကြီးကန်းတွေချီမသွားအောင်ဒေါတချောင်းနဲ့စောင့်နေတော့ကိုနဲ့တန်ရတန်ရလှုပ်ထားပဲပါကျွန်တော်မှသူတို့ကိုကြည့်ပြီးကြင်ရင်ခဲ့ပါတော့တယ်ငါကဆရာမဟုတ်တော့ဘူးတပည့်ဖြစ်သွားပြီကျွန်တော်နဲ့လူမဆန်းတော့လဲကျွန်တို့ကြုံတိုင်းရွာမှာမျက်မမြင်တူရှိတယ်သူ့အမိမှာကိုကျော်စင်းမွေးကလေးကစက်ကုနှစ်ကွင်းအလင်းမမြင်ခဲ့သူညနာမှာကြောက်ပေါက်မှများရှိပါတယ် တချို့ကမောင်ကျော်စိန်လေးနှစ်နှစ်သုံးနှစ်သားအရွယ်ကြောက်ပေါက်လို့ကြောက်ရောဂါရှိနေမျက်စိကွဲသွားကြောင်းပြောကြတယ်။ဂျုံတိုင်းရွာမှာသူ့ကိုမသိသူမရှိကြဘူး။ကလေးကအစာလူချင်းစုံခွေးကအစာကြီးကန်းစုံကိုကျော်စိန်ကိုတိကျရင်းနေကြတယ်။ရင်းနေမှာပေါ့အလုံးမရှိအကင်မရှိရွာရိုးကိုပေါက်လျှောက်သွားနေတာ။မတို့လိုဝမ်းစာလည်းမရှာရ။တက္ကတလီကျွန်တော်ကိုကျော်စိန်အိမ်ရှိရောက်တိုင်းသူ့ဖေက တွေ့တိုင်းမောင်းတွတ်ပြီးကျော်စိန်ကိုတွေ့ချင်ရင်ရွာထဲသာရှာတော့ဟဲ့။အမေဒီကောင်ကမျက်လုံးသာမမြင်တာ။ ရွာရဲ့တည်င်းတွေကတော့သူ့အသားမေးအဆုံသိတယ်။တရွာလုံးနဲ့လည်းရင်းနှီးနေကြတာဆွေမျိုးတွေလိုပဲ။မရင်းနှီးခံနိုင်ရောလား။ကိုကျော်စင်လောက်ကမနဲ့လင်းရင်ရေဒီယိုလေးပခုံးလွယ်ပြီးတို့တချောင်းနဲ့ကြုံတိုင်းရွာစုံဆန်လျှောက်ပါပဲ။ရေဒီယိုနားထောင်တဲ့ရေဒီယိုခလုတ်များလိုင်းဖန်ရမှာအင်မတန်ကြွမ်းကျင်နေ။သူ့လောက်ကြွမ်းကျင်သူပင်သူ့လောက်မကြွမ်းကျင်ဘူးလို့တင်စားပြောရမယ်။မျက်စိမြင်သူများကရေဒီယိုမှကနန်းလိုက်တေးသေးလေးများကိုပြူပြဲရှာကြည့်ပြီးလိုက်ဖန်နေစဉ်မျက်မမြင်ကိုကျော်စင်ကလက်ကလေးနဲ့စမ်းပြီး တက်ကနေတက်ကနေဖမ်းပြတယ်လူမဆွတ်နှမဆိုတာဒါမျိုးထင်ပါစေးဖို့ကြတော့လဲစွန်းနေသူပေါ်လိုက်တဲ့လင်ငန်းစေးဆိုရင်လိမ့်လိုက်တာနဲ့ယောဂါများလက်နဲ့ယူပြစ်လိုက်တယ်လို့ပြောက်ခင်းနေမျက်စိမမြင်လို့အကြအာယံကိုလူသားမန်တွေထက်ပို့ပြီးတော့စိုက်လို့နာအကြထက်မြက်ပုံရပါတယ်ဟောခုံကြတန်ကြရတယ်အတန်ကြယုံများဖြစ်ဘယ်သူဘဲဝါခွဲခြားသိနိုင်ပါတယ်ကလေးကအစားအဖိုးအဖွားတန်ကြရင်လူနဲ့မဲတမ်းမီခွဲခြားနိုင်ပါတယ်ကိုနီလား အထီးအတွေးကလည်းအစဉ်သဖြင့်နှိုးကြပုံရတယ်။ဝင်ဆက်ကူများကိုထောင်းတန်း900တန်း200တန်းခွဲခြားရေတွက်နိုင်အောင်စွမ်းပါတယ်။အာကကုကျော်စိန်မင်းဒီနေ့မှာတော့ကျွန်ုပ်တပီနဲ့တပည့်ကျော်ဘိုက်ကလေးတို့ကကျုံတိုင်းရွာပြန်လေကွင်းထဲမှာကောက်ဘဲသေးနဲ့များကိုတောဘတ်တကောင်လာရောက်စားတောက်နေကြောင်းတရင်ရလိုနှိမ့်နှင်းရန်အပြေးထွက်ခဲ့ပါတော့တယ်။ညညာစာတုတ်ပြီးလာပြီးဟေ့ဘိုက်ကလေးလည်းပါတယ်နော်။ဟွန်းတောဘတ်သွားပြစ်တာများစင်ကြသွားဖက်တာကြာနေရပဲ။ချင်းသိမ့်စိတ်ထားပေါ့ကွယ်။ ထင်သိတို့မိသည့်တားကောင်ကြီးငယ်မန်းအပြည့်နဲ့တိုက်ခိုက်ရတယ်ကွတောဝက်ကစပယ်စိတ်မြောင်တင်ကြုံဝါနေတယ်အစင်သိမဲ့ပြို့တောဝက်စားဖို့လူတွေစိုက်ထားတာကျွန်တော်လည်းလေကတဲ့ယူတွေကြာကခြေတန်းလုံးလုံးနဲ့ချင်းကတဲ့ဘိုက်ကလေးကဒလုတ်ကိုကင်လျက်တက်လာတယ်တောဝက်ကပါလာတယ်ချက်ချင်းပင်ခေါင်းထောင်ထလာတယ်တင်ကမကင်းဖြစ်ရနေဘေးပတ်ဝန်းကျင်ကိုလှည့်ကြည့်တယ်ဆက်မစားတော့ဘူးပြေတော့မယ်ထင်ပါတယ်ကျွန်တော်လည်းနှလုံးပြူးနဲ့ထိုးချိန်လိုက်တယ်ပြက်ကွင်းတည်ဆိုင်ခလုတ်ကိုဖြုတ်ချလိုက်ပါတယ် ကော်ရိုင်းရန်အားပောက်ကွဲတံခါးကြုံတိုင်းလေကွင်းကိုလှန်နှိုးလိုက်ပါတယ်။ရန်ခွေများဝေသွားတယ်။ပြေးပြီးမထီတောဘက်ကဆွတ်ရွတ်ပြေးထွက်သွားပါတယ်။မဆိုင်လွတ်တဲ့ဆရာတော့ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်လည်းတောဘက်နောက်ဂျေရောတော်ဘာပြေးလိုက်လာခဲ့ကြပါတယ်။တောဘက်ကသွေးယူသွေးတံပြေးရှာလို့ရွာအတွင်းဘက်ကိုဥတီပါတယ်။ကျွန်တော်တို့လည်းထက်ချက်မကွာလိုက်ပါလာပါတယ်။ရွာတွင်းဝင်ပြေးတဲ့တောဘက်ကရွာလေလမ်းမတိုင်းပြေးတယ်။ကျွန်တော်ကလည်းနှလုံးပြူနဲ့အခွင့်အသားတိုင်းတထိန်လေးနဲ့ပြစ်တယ်။ပြက်ကွင်းကမငြိမ်လို့မထီဘူး။ လှုပ်ရှားနေရပြက်မှတ်ပေါ့လေအကြောင်းပြလို့ရတာပေါ့တချီဝဲဘိုးဆန်ရတို့ခြံထဲကိုဝင်ပြေးတယ်ဘိုးဆန်ရတို့မိသားစုကကြောက်ရှာလို့အိမ်ပေါ်ကိုတက်ပြေးတယ်ဘိုးဆန်ရတို့ခြံကစီယိုလုံးပါတယ်ခိုင်ခက်လာတယ်ဘိုးဆန်ရတို့ခြံထဲဝင်ရောက်သွားကြတဲ့ကတော်ဝက်ကထောင်ချတယ်လို့ဖြစ်သွားတယ်ထွက်ပေါက်ကလည်းမရှိတော့ပါဘူးကျွန်တော်တို့ကတော်ဝက်ကိုချောင်းပိတ်မိစေရန်ချက်ကောင်းချောင်းပါတယ်တရွာလုံးအုံအုံကြွကြွညံနေကြပါတယ်တော်ဝက်နဲ့ညံရစာတော့ပြီးအစွမ်းပြပွဲက ချင်းချင်းတည်တည်ရှိလာပါတော့တယ်။တောဘကပြင်းပြင်းနဲ့ဘူဆန်ရတော့ခြံတောက်ရောက်သွားတယ်။ခြံတောက်မှာရက်တယ်။ခြံတိုင်းကိုဖင်ပေးရက်ပြီးကျွန်တော်တို့ရှိရာကိုဥကောင်းထိုးကြည့်နေပါတော့တယ်။တောဘမျက်လုံးအဆုံကဒေါသရှိန်နဲ့မိကြီးကဲဘက်မှာရဲရဲနေပြီးတော့တောင်းလောင်နေပါတယ်။ကျွန်တော်လဲတော့ဝရဲ့ဥကောင်းနဲ့ပခုံးချားကိုပြတ်မှတ်တာချိန်ရွယ်ပြီးတကလာအတက်အောင်ကခလုတ်ကိုညှစ်ချလိုက်ပါတော့တယ်။ကော်ရိုက်ရန်အားပောက်ကွဲတဲ့နယ်တူတော့ဝကမလဲမပြိုးအင်ဒရီပင်မပြတ်ဘူး။ တောဝက်နောက်မှာခြံစည်းရိုးတန်းကကြီးစံကိုမခံနိုင်ရှာပါဘူး။ဖြောင်းကနေကျိုးပြီးတော့စီးရိုးပြတ်သွားကြပြီ။တောဝက်နောက်မှာခြံစည်းရိုးတန်းကကြီးစံအားကိုမခံနိုင်ရှာဘူး။ဖြောင်းကနေကျိုးပြီးခြံစည်းရိုးပြတ်သွားပြီ။တောဘက်ကလွတ်ပြီးဟေဆိုပြီးကိုကိုရို့ကပေါက်သွားတဲ့ခြံစည်းရိုးမှာလှည့်မြန်စွာပြေးထွက်သွားပါတယ်။ဘက်ကလေးပြစ်လိုက်တဲ့ဓမြောင်ကအနေငယ်မြသာနောက်ကျသွားတယ်။စောစောကတောဝက်ဆိုင်ဆန်းကြီးရက်နေရကိုဓာတ်ထိရောက်ရှိသွားပြီးခြံတိုင်မှာစိုက်ပါတယ်။ဘေးချင်းကချံကမျက်မမြင်ကိုကျော်စိန်ရဲ့ခြံမင်း တော်ဝက်ကြီးအော်တန်ကြရတယ်။အော်တန်ကတစုံတရာဒဏ်ရာပြင်းထန်စွာရရှိရမှာနာကျင်ဆူးရှစွာအုံဟစ်လိုက်တဲ့အတန်နဲ့ကြီးပဲ။ဟာလာကြရေးဒီမှာကြည်စံတော်ဝက်ကြီးတည်ပြီ။တည်ပြီဟာတော်ဝက်ကြီး။ကိုကျော်စိန်ချန်တွင်းကိုပြေးဝင်သွားကြတဲ့ရွာသားတွေအော်တန်ကြောင့်ကျွန်တို့တို့လည်းမျက်လုံးပြူးကျဲကုန်ပါရဲ့။ဟိုက်တော်ဝက်ဆိုပါလားဘသူလက်ချက်လဲ။ကျွန်တို့တို့ဆရာတပည့်လည်းကိုကျော်စိန်ရဲ့ချန်တွင်းကိုအပြေးကလေးဝင်ရောက်ခဲ့ပါရဲ့။ချန်တောင်းမှာတော့လူအုပ်ကြီးလူအုပ်ကြီးကိုဖျက်ရဲပြီးတော့အတွင်းကိုဝင်ကြည့်ရမြင်ကွင်းမှာတလို့ တော်ဝက်ကြီးကကောင်းမတင်မာကိုဝချုံဒူးရှူပေါဝင်ကတည်ဆုံးနေပြီဖြစ်ပါတယ်။ဝချုံကိုကြက်ကြက်ပေါင်းဆုပ်ကန်ထားသူကကိုကျော်စင်။သွေးတွေကအိုင်ထုံးနေတယ်။ကိုကျော်စင်ခနာကိုတွဲမှသွေးဆက်တူဆင်းနေပြီးကြံနေပါတယ်။ဝချုံနောက်ကထောက်ထားတာကတရက်ပင်စီကြီး။ဝချုံနောက်ပြားကတရက်ပင်စီရဲ့ခောက်ထဲကိုပင်စူးနဲ့ဝင်သွားပုံထောက်တော့တော်ဝက်ကြီးရဲ့အရှိန်ပမာဏကကြောက်ခမန်းလိလိပြင့်ထန်လှပါလား။မြေထားကောင်းတွဲအရှိန်လောက်ပင်ရှိနိုင်တယ်။ကိုကျော်စင်ကပုံမှန်အတန်းနဲ့ပြောပုံမှာ ိုးဘက်ဘိုးဆိုင်ရချမ်းမှာဆရာတော်နဲ့တော်ဝက်အစွမ်းပြိုင်နေတော့ကျွန်တော်လည်းဝချွန်တချမ်းကိုတရက်ပင်စီထောက်ပြီးတော့စောင့်နေတာကျောက်ချန်နဲ့ဝင်လို့ကတော့တော်ဝက်တန်းနားဆင်ပြီးဝါတော်ဝါချွန်နဲ့ခံမဲလို့စိတ်ကူးထတာဗျထင်းတဲ့အတိုင်းတော်ဝက်ကဝင်လာတယ်ကျုပ်ကိုမြင်တော့ရံမှုဖို့ပြေးလာတာပေါ့ဘာရမလဲကျုပ်ကတော်ဝက်ရဲ့လှူရှားမှုအတန်တိုင်းကိုနားအာယုံနဲ့ခံပြီးရှောင်မလွဲထိုးခံထားလိုက်တာပေါ့ဗျာဟာအာဃာသူရဲ့ကောင်ကိုကျော်စိတ်မလာဟဲ့ရီးရတယ်ဟဲ့ မုံစိုးရမကြီးနှစ်ယောက်ကနှလုံးပြတနက်နဲ့ရွာလန်းတစ်လျှောက်တရင်တိုင်းပြက်ခတ်ပြီးလိုက်နေနေတာမထီးတဲ့တော့ဝက်ကြီးကိုမျက်မမြင်ကိုကျော်စိန်ကဝက်ချုံတစ်ချောင်းနဲ့အနိုင်ယူလိုက်တဲ့ဟာပြိုးဆရာတို့နဲ့ဘိုက်ကလေးခမရတို့ဆရာတပည့်ကိုကျော်စိန်စီမှာတင်းနှန်းတက်ကိုလူရဲပြနော်အန်နေပြဆရာတို့ကိုကျော်စိန်စီမှာမျက်မမြင်တင်းနှန်းတက်ပြီးရင်တနက်ပြတဲ့အခါမျက်စိစုံမိတ်ပြီးတော့ပြက်အဲ့ဒါဆိုရင်ဓာတ်ရိုက်မှန်းနေပြနော်ကျွန်ုပ်ရွာသားများကကျွန်ုပ်တို့ကိုမြောက်စားဖို့နှုတ်ဝင်လေးနေမှာဖြစ်တော့လေ မှုချိုးမြစ်ချိုးပြောဖို့ကြတော့ပထမတန်းမှာလားတောဝက်ကြီးကဘာမှမသိတော့စီဝင်ချုပ်ငင်းနေပါပြီငါနဲ့မုံဆိုးကြီးရဲ့နှလုံးပြူကြီးကိုလွတ်အောင်ရှောင်ပြေးနိုင်ခဲ့ပြီးကမှဒီပါမဟုတ်တဲ့မျက်မမြင်ကျော်စင်ရဲ့ဝချုံနဲ့ကြာမှတေဝဲဝင်ရတယ်လို့ဟွန်းငါဘဝအသေးနာလုံးလို့ကျွန်တော်တို့လည်းလွန်စားမှစိတ်တို့လှလို့လူအုပ်ကြီးကိုဖျဲကထွက်ခွာခဲ့ကြပါတော့တယ်ချုံတိုင်းရွာမှာမျက်မမြင်ကိုကျော်စင်ကတော်ဝက်ပြည့်ရမှာကျွန်ုပ်ထက်စွမ်းပါတယ်လို့ပြောစမှတ်တွင်ကြံရိတ်ခဲ့ပါတော့တယ်။အော်လူမဆက်နဲ့မှဒီနေ့ကံမကောင်းပါလား။ ကျွန်ုပ်နဲ့တူရာမေရီယာကျုံနှန်းရွာရဲ့ရှေ့ဘက်မှာထန်းတော်အုပ်ကြီးတွေကကျွန်ုပ်တို့ငယ်စဉ်ကတမျောတခေါ်ကြီးလို့မဆုံးနိုင်အောင်မျက်စိတဆုံးရှိပါတယ်။ပကြီးကားလေးတစ်ချက်လိုပဲ။ယခုတော့ထိုထန်းတော်အုပ်ကြီးတွေကပြုတ်ပြုတ်ပြုံးလာရမှလေးငါပင်သာရှိတော့တယ်။ဟေးထရင်မထွက်တော့ခုတ်ပြက်ပြီးတော့မီးဆိုင်ပြစ်မယ်။ဒီလိုနဲ့ကာလကြာလာတဲ့အခါထန်းပင်များမှာထင်းတုံးကြီးများဖြစ်သွားကြပါတယ်။တိုင်ရူကမိဘအမွေပေးသွားတာကိုရေရှည်လဲမထိန်နိုင်ကြဘူး။ အသည့်ပြုစုပြောထောင်ခြင်းမရှိလို့ထမ်းပင်မျိုးဆက်ပြတ်ခဲ့ရပါတယ်။သို့တော်ကြုံနိုင်ရွာရှိဘထန်းတော်ကယခုအထိနမည်ကြီးလျက်ပင်ရှိနေတယ်။ထမ်းပင်ကြရင်ကြုံနိုင်ရှိထန်းတော်ရှိတော်မှာထမ်းပင်3-4ပင်တခြားရွာကတော့တကူတကလာတော့ကြတာအံ့ရော။ဤကွာဒီလူအုပ်ကြီးကိုထမ်းပင်ဒီလောက်လေးနဲ့လောက်ငအောင်ရောင်းနိုင်တယ်နော်။အံ့ရော။ဘလို့ပင်စိုးစေးထိုးထမ်းပင်3-4ပင်ကကျွန်ုပ်ကိုအကျိုးပြုနေတယ်ဆိုရင်လည်းတင်ယုံကျင်းလိုက်ပါတော့မေဆွေ။ အကြောင်းမူကားထိုထန်းတော်ပိုင်ရှင်ကိုတာအေးကကျွန်ုပ်ထံမှကြွံ့မွေဖားယုံယောက်သားတို့ကိုတိုင်ခံဝဲယူနေတယ်မဟုတ်ပါလားကိုတုပ်ပီမနှက်ပြန်ရှုံလေးလောက်ပါအောင်ပွဲတောင်းနေလို့တနေ့နေ့လေခင်မှာပြင်းပြင်းရှိရနဲ့ကိုတာအေးထန်းတော်ကိုရောက်လာခဲ့ပါတယ်ဟိတ်ကောင်မင်းပီရောတဲတဲမှာထရေဆက်နေတယ်ထရေကဆက်ရတယ်လားနည်းနည်းပပတော့ဆက်ရတာပေါ့ကျွန်ုပ်လည်းကိုတာအေးရှိရာတဲတဲကိုဝင်လိုက်တယ်တာအေးကဆင်းအုပ်ကြီးတစ်လုံးဇွန်ကွက်ကြီးနဲ့မှုန့်လိုက်မြေးလိုက်နဲ့အလုံးရှုံနေပါတယ် ကိုသားကြီးကိုတုတ်ပြီလာပြုတ်ဘာရီလုံနေရလဲထရေဆက်နေတာဘလို့ဆက်ရရလဲအော်ကိုတုတ်ပြီရေဒီထမ်းပင်လေးသုံးလေးပင်နဲ့ဘလောက်ရမလဲရေရောတင်နာရောဆန်စည်းရောတင်နာရောစည်းတကြားရောတင်နာရောပေါ့အချင်းချင်းမပြောပြရနော်တခြားတော့ရှောက်မပြောနဲ့နော်တိပါရယ်ခမည်းနဲ့ကျုပ်ကကျွန်းကိုင်းမိကိုင်းကျုပ်မိမဟုတ်လားခမည်းကုလို့ရောင်းကောင်းနေမှာကျွန်ုပ်ကလည်းကြွက်ဖားကြောင်မွေတောကောင်လေးတွေကိုရောင်းလို့ရမှာမဟုတ်လားဒီလိုတော့လည်းတိသားပဲကဲထိုင် အကျန်းရည်နဲ့၅ကြော်လေးစောင်းအေးဗျာကိုသားရဲ့ဖေလက်ထက်ကထမ်းပင်၄90ပိုင်းခဲ့တာအခုဘလို့ဖြစ်ရလဲဗျာအင်းပြောရမှာတော့တာသမီနှိမ့်ဆက်တာပေါ့ဗျာအကြီးကောင်ကမြို့တက်လုံးလုံးမဲဆိုပြီးထမ်းပင်15ပင်ကိုရောင်းရတာပေါ့မြို့ရောက်တော့အလောက်ကိုင်းမရှိနောက်ထပ်15ပင်ကိုရောင်းရပြန်ရောနောက်ဆုံးဘာမှမဖြစ်တော့လက်ဖက်ဆိုင်တစ်ခုမှစပွဲတို့ဝင်လို့ရတာပေါ့နောက်ပြီးအလက်ကောင်ကမိမယူတော့မင်္ဂလာဆောင်မှုနဲ့ရင်းနှီးဖို့25ပင်ပေါင်ရတာပေါ့ အခုမရွေးနိုင်အတူပေးရထမ်းမင်ကအသက်ကြီးလာတော့တေးကောင်းပြီဟင် ထမ်းမင်တေးတော့အပေါင်ခံထားရတယ်လို့ရှုံးပြီပေါ့ဘယ်ဟုတ်ပါမလဲထမ်းမင်အပါဝင်မြေတွေလည်းပါတယ်လေအခုအတူမပေးနိုင်ထမ်းမင်ရှိရမြေတွေပါတိတ်မှာကျွန်ုပ်မှာစိတ်မကောင်းဖြစ်ရပါတော့တယ်ယခုတော့ကလေး၅ယောက်နဲ့အတူထရေရောင်းခြင်းဖြင့်အသက်မွေးနေကြပါတယ်ဒါပေမဲ့ကိုသားအေးထရေကအဆက်တည့်လို့လာမသိဘူးတောက်သုံးသူကတော့မပြတ်ပါဘူးကိုသားအေးထရေကနှစ်ခွက်နဲ့လာရဲပြလာမှာပေါ့ချက်အရက်နဲ့ရောထားတာဦး ဒီလိုဖြစ်ကျင်နိုင်ဖြစ်နေတဲ့ထရေမှာရောင်းကောင်းတယ်လို့ကျွက်ဖားယုံဖောက်တဲ့ဈေးကွက်ကကျွန်တော်အတွက်အခိုင်အမာရှိနေပါတယ်။သုံးရက်တခါကျွန်တော်ရဲ့ဝင်ငွေမှာမသေးလောက်မသေးမြန်မာထိုးဝင်ငွေကြောင့်ရွှေစားလေးများပင်ဝယ်လာနိုင်တယ်။ကျွန်တော်မှလည်းတောကောင်ကြီးများကို အပင်မန်းခံရိုးမကိုဝင်ရောက်เสียမလို့တော့ပါဘူး။ဟန်ကြလေးစွာတနည်းမနဲ့ရိုးမတော်မှာရုံငါးကောင်ထောင်ချောင်းနဲ့မိလို့ကိုသားကြီးထန်းတော့ကိုတားကောင်ပို့လာပါတော့တယ်။ကိုသားကြီးကထရေဆက်ရင်နဲ့ကျွန်တော်ကိုတစ်ခွက်ပေးတယ်။တောက်ကြည့်စမ်းမှာချိုလားပေါ်လာလို့ ကျွန်တော်မတောက်တက်ဘူးလေသိပါတယ်ဒါအယမ်းမဟုတ်ဘူးလှုပ်ဆမ်းမှာစီးပွားဘက်တွေပဲဗျာစီးပွားဘက်ဆိုတဲ့စကားကြောင့်ဆေးဖြက်ဝါအဖြစ်တစ်ခွက်တောက်လိုက်တယ်ချိုလားအင်းချိုပြင်းလေးဟုတ်ပြီဒီဦးလေးတွေကတစ်ခွက်ကျွန်တော်လည်းယူပြီးမောလိုက်တယ်ပြင်းနေချိုပေါ့တယ်ဒီလိုလေးငါးခွက်မီးပြီးတဲ့ခါကောင်းထဲမှာမူးရက်ရှိဝေလာပြီးမြောက်ကြမြောက်ကြဖြစ်လာတယ်ထရီဆိုရတယ်လို့ပါလားဂျိုင်းငါပူဆိုးလာလိမ့်မယ်ကိုသားကြီးကျွန်တော်သွားတော့မယ်ဒီဦးလေးမီးစမ်းမအောင်ကြုံနေမကောင်းလို့ပါမလောက်ပါနဲ့ကြုတ်သွားတော့မယ် ကျွန်တော်လည်းပြောပြောဆိုဆိုအိမ်ကိုပြန်လာခဲ့တယ်။ခြေလမ်းတိုင်းကလေတိုးတိုင်းရိမ်းတိုးသလိုခန်းစားရတယ်။ဥယိုင်းကျွန်တော်မှချွေးသီးများပင်ကျလာပါတော့တယ်။နောက်ပြီးရွာထိပ်ညောင်မင်းအောက်မှာထိုင်ချပြီးညောင်မင်းကိုမှီနေရပါတော့တယ်။ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျွန်တော်တို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအပိနာဆန်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။